ရုရှားသမ္မတဗလာဒီမာပူတင်ဟာနှစ်ရက်ကြာနိုင်ငံတော်ခီးစဉ်ဖြစ်အိန္ဒိယနိုင်ငံနယူးဒေလီမြို့ကိုဒီကနေ့ရောက်ရှိလာပါပြီ။အမေရိကန်သမ္မတထရန့်ရဲ့ပြင်းထန်တဲ့အခွန်စည်းကြမ်းမှုတွေကြားမှာရုရှားနဲ့အိန္ဒိယခေါင်းဆောင်နှစ်ဦးအား2030ခုနှစ်မှာနှစ်နိုင်ငံကုန်သွယ်မှုပမာဏဒေါ်လာဘီလီယံတရာအထိရောက်ရှိဖို့ရည်မှန်းထားဆွေးနွေးကြမှာဖြစ်ပါတယ်။အိန္ဒိယကရုရှားရင်နံတွေဝေယူနေတာဟာမော်စကိုရဲ့စစ်ပွဲကိုငွေကြေးထောက်ပံ့ရန်ရောက်တယ်ဆိုပြီးသမ္မတထရန့်ကအိန္ဒိယသွင်းကုန်တွေကို90%ခန့်အခွန်တိုးကောက်ခဲ့ပါတယ်။ ီတိုင်ကြောင့်ပြီးခဲ့တဲ့ AB ကနေဩဂုတ်လတွင်ရုရှားအိန္ဒိယကုန်သွယ်မှုတောင်အနည်းငယ်အေးဆက်သွားခဲ့ရပါတယ်။ဒါကြောင့်အိန္ဒိယဟာအမေရိကန်အစားထိုးဈေးကွက်တွေကိုရုရှားစီမှရှာဖွေလာတာဖြစ်ပါတယ်။လက်ရှိမှာရုရှားကအိန္ဒိယစီရေနံရောင်းတာများပြီးပြန်ဝေတာက200ခန်းလောက်ပဲရှိပါသေးတယ်။ဒါကိုပြောင်းလဲဖို့အတွက်ကရင်မလင်နန်းတော်ဒူဂျီကဲမက်ဆင်အိုရက်ရှ်ကင်ကကျွန်တော်တို့အိန္ဒိယကုန်ပစ္စည်းတွေအများကြီးလိုချင်ပါတယ်လို့ဖိတ်ခေါ်လိုက်ပါတယ်။ အိန္ဒိယဘက်ကလည်းကာအီလက်ထရောနစ်စက်ရန်ရရအထက်လိတ်တွေကိုရုရှားစီပုံမိုတင်ဖို့ပြင်ဆင်နေပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ပစွန်ပါ။အိန္ဒိယဟာကမ္ဘာအကြီးဆုံးပစွန်တင်ပို့သူဖြစ်ပေမဲ့ထရိုင်ရဲ့အခွန်အတန်းကြောင့်အမေရိကန်ဈေးကွက်မှာအထိနာနေပါတယ်။ရုရှားစိုက်ပျိုးရေးဝန်ကြီးကတော့အိန္ဒိယပစွန်ဆန်တဲ့တတိယလန်တွေကိုပုံမိုဝယ်ယူသွားမယ်လို့ကတိပြုထားပါတယ်။တမနာပူတင်နဲ့ဝန်ကြီးချုပ်မိုဒီတို့ဟာဒီကနေ့ညကြာသပတေးမှာညစာအတူတုံးဆောင်ပြီးမနက်ဖြန်တောက်ကြနေမှာထိပ်တီးဆွေးနွေးပွဲပြုလုပ်သွားမှာပါ။ ယူကရိန်းစစ်ဟာအမေရိကန်ရဲ့ PR တွေကိုကျော်လွှားပြီးအာရှအင်အားကြီးနှစ်နိုင်ငံကြားစီးပွားရေးမဟာမိတ်အသစ်တစ်ခုကိုဖော်ဆောင်နိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။